အရှင်ကျမကတော့ချချိုဆက်မှာ DPPO မြေတန်ချားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ပြီးခဲ့တဲ့ April အတွင်းမြန်မာစစ်ကောင်ဆောင်ရဲ့ဘန်ကောက်ခီးစင်မှာဆန္ဒပြဖို့အစီအစဉ်ခဲ့တဲ့မြန်မာလုပ်သား၂ယောက်ဖမ်းဆီးထိန်းသိမ်းခံရတာ6လကျော်ရှိနေပြီးသူတို့၂ယောက်အ мян ဆုံးပြန်လွတ်လာဖို့မိသားစုဝင်တွေကမျှော်လင့်နေကြပါတယ်။ဇွဲတဲ့သတင်းပေးပို့ထားပါတယ်ရှင်။ပါခဲတိုင်းမိတ်တော်ရပ်ခါတကောပြီးခဲ့တဲ့ဧပြီလ3ရက်ကစကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ဘန်ကောက်ကိုလာရောက်ခဲ့တဲ့ ဘင်းစတက်အစီဝေးခီးစဉ်အတွင်းဆန္ဒပြဖို့စီစဉ်ခဲ့တဲ့မြန်မာနိုင်ငံသားနှစ်ယောက်ကိုဖြိုးပိုင်နဲ့ကိုနနိုင်ဆိုတို့ဟာ Thai ITC Immigration Detention Center မှာထိန်းသိမ်းခံထားရတာ6လကျော်ရှိသွားပါပြီ။အချိန်6လကြာတဲ့အထိသူတို့နှစ်ယောက်ဟာပြန်မလွတ်သေးပါဘူး။သူတို့နှစ်ယောက်ကို UN အဖွဲ့အစည်းတွေနဲ့ Thai လူခွင့်ရေးရှင်တွေအဖွဲ့တွေကအာမခံနဲ့ပြန်လွတ်ဖို့ကူညီပေးနေပြီးမြန်မာနိုင်ငံစီပြန်မပို့ဖို့လဲတောင်းဆိုထားတယ်လို့မိသားစုဝင်တွေကပြောပါတယ်။ အဲ့ဒီအစတည်းရနေတော့မှတော့သူဟိုတော့တော့ကျမ်းမာရေးမကောင်းဘူးလို့ပြောတယ်ဒါပေမဲ့အခုနောက်ပိုင်းအခုတော့နည်းနည်းတော့သက်သာနေပါပြီအမှုအခြေအနေကတော့လောလောဆယ်အဝအမခံတင်ထားတယ်ပေါ့ဒီဆလာပိုင်း၁၀ရက်၁၅ရက်လောက်ဆိုတော့အမခံရမရသူသိရမယ်လို့ပြောတယ်အော်ကျမကတော့ကလေးမြောင်းနဲ့ဆိုတော့ခက်ခဲတာပေါ့ကလေးမြောင်းနဲ့ဆိုတော့လုပ်ငန်းလုပ်ရလဲဝင်လို့လို့မရဘူးကလေးတွေចောင်းပို့လိုက်ចောင်းជို့လိုက်ဒီကြားထဲမှာအကွာဈေးလေးပဲ ချိန်ရတယ်လို့အဲ့လိုမျိုးအချိန်လူပြီးတော့ဘာမှဈေးလေးပဲရောင်းနေရတာပေါ့ဟာဗမာပြည်ပြန်ဖို့မှာတော့စိုးရိမ်တာပေါ့ဗမာပြည်ပြန်ဖို့ရင်အစပြောက်မှာကြီးကျွန်မအခုဒီလိုဒီမှာဓာတ်တွေပါရရရမယ်ဆိုတော့ကိုအဆင်မပြေနိုင်ဘူးပေါ့နော်ဟိုဘယ်လိုရလဲကိုတယောက်တည်းလုံးစာရှာရတာနဲ့ကလေးနှစ်ယောက်နဲ့အခန်းကစားစရိတ်တွေပါနေနေဆိုတော့နော်ကိုဒီတရရရမယ်စာအုပ်တွေပြန်လုပ်ရမယ်ဆိုတော့ကျွန်မဝင်ရေးရှိတဲ့အတွက်တော့နည်းနည်းခက်ခဲတယ် ဘန်ကောက်မြို့က ITC လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းစခန်းမှာထိန်းသိမ်းခံထားရတော့မှလည်းမြန်မာနိုင်ငံသားတွေအပေါ်အချုပ်ခန်းခေါင်းဆောင်တွေကအနိုင်ကျင့်တာလူ့အခွင့်အရေးချုပ်ဖောက်တာတွေကိုကြုံခဲ့တယ်လို့လည်းကိုဖြိုးပိုင်ကပြောပါဗျ။ ITC ထိန်းသိမ်းစခန်းမှာမြန်မာနိုင်ငံသားတွေအပေါ်လူ့အခွင့်အရေးချုပ်ဖောက်မှုတွေရှိတာကြောင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ထိုင်းစိုးရစီကိုတောင်းဆိုပေးဖို့ကိုလည်းသူကတောင်းဆိုထားပါဗျ။ဒီတွင်မှာလည်းကျွန်တော်နိုင်ငံသားတွေကအကာအကွယ်မဲ့နေတယ်ဘယ်လိုပဲဖြစ်ဖြစ်အဲ စေအုပ်စုရဲ့ဟောလေလားမရေတက်ဖြတ်မှုတွေနှိပ်စက်မှုတွေဖန်ဆီးမှုတွေကြောင့်ဟာလားနေလို့မရဘူးစစ်မှုတန်းနဲ့နေလို့မရဘူးအနည်းဆက်ကကျွန်တော်ထိုင်းနိုင်ငံမှာဝင်လာကြတယ်ဟာလားဝင်လာကြပြီလို့ရှိရင်ဒီရောက်လို့ရှိရင်လို့ရှိရင်လည်းအဖမ်းခံရတယ်ဖမ်းခံပြီးကျွန်တော်နိုင်ငံသားတွေပေါ့လူ့ပွင့်ရေးတွေချိုးဖောက်ခံနေရတာအဲ့ဒါတွေဟိုနိုင်ငံတကာတိအောင်ဟာလားဒီ UNG မှာရှိနေတဲ့တာဝန်တာဝန်ရှိနေတဲ့လူကြီးတွေရဲ့ဒီအကြောင်းအရာတွေကိုထိုင်းအစိုးရကိုတောင်းဆိုပေးပါ လူခွင့်ရမချိုးဖောက်ဖို့တောင်းဆိုပေးပါနော်ကျွန်တော်အဲ့ဒါလေးကိုပြောချင်ပါတယ်ကိုဖြိုးပိုင်နဲ့ကိုနနိုင်စိုးရုံးရောက်ကိုထိုင်းနိုင်ငံကနေအမိပြက်စင်း blacklist တွင်ထားပြီးသူတို့နှစ်ယောက်ကိုမြန်မာနိုင်ငံစီနေရပြန်မဖို့အောင် UN အခါကွယ်နဲ့ရှင်းနေတွေကကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်ထိုင်းနိုင်ငံမှာဧပြီလ၄ရက်နေ့ကလည်းစစ်ကောင်းဆောင်ကိုဆန္ဒပြခဲ့တဲ့ထိုင်းကျောင်းသားတယောက်ဖမ်းဆီးခံခဲ့ရပြီးသူ့ကိုတော့အဲ့ဒီညရင်းချင်းပဲပြန်လွတ်ပေးခဲ့တာ မြန်မာနိုင်ငံသားနှစ်ယောက်ကတော့လက်ရှိအချိန်ထိထိမ့်သိမ်းခံထားရတာဖြစ်ပါတယ်။ကျွန်တော်ဇွဲသစ်ပါကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကိုစစ်ကောင်စီတပ်နဲ့အတူအပြစ်တိုင်ချေမှုန်းသွားမယ်လို့ဝါရာစုပြည်သူ့စစ်ကောင်ဆောင်မင်းစေတန်းကပြောပါရယ် ဝါရဇုတ်ပြည်သူ့စစ်ဌာနချုပ်မှာ အော်တိုဘလတရက်ကပြုလုပ်တဲ့ပြည်သူ့စစ်အမျိုးသားအမတ်စင်ရှင်းနဲ့အမျိုးသမီးအမတ်စင်နှစ်တင်းနန်းစင်ပွဲအခမ်းအနားမှာတက်ဖွဲ့မှု ဖြစ်တဲ့မင်းစေတန်းကပြုတ်ခဲ့တာပါစစ်တပ်အာဏာသိမ်းပြီးအင်အားကောင်းလာတဲ့ဝါရဇုတ်ပြည်သူ့စစ်အဖွဲ့ဟာပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလကစပြီးပြည်သူ့စစ်တင်းနန်းကို စတင်ပေးခဲ့တာလို့ပြည်သူ့စစ်ဌာနနဲ့နှိစက်သူတယောက်ကပြောပါတယ် ဝါရဇုတ်ပြည်သူစစ်အဖွဲ့ကိုစစ်တပ်ကထောက်ပံ့တယ်လို့သမရငိမ့်ဦးသိစိတ်တီထောင်ထားတဲ့ရှေပြည်တော်တို့စုံမအသင်ကလည်းနှစ်စဉ်သိမ့်တရားလှူဒန်းတယ်လို့သူကပြောပါတယ်ပြည်သူစစ်တနတပ်သူတွေကို2024ခုနှစ်ဇန်နဝါရီလကစပြီးတပ်ဖွဲ့မှုမင်းစစ်တန်းကနေအိမ်ချမ်းမြေတွေမဲဖောက်ပေးတာကြောင့်အင်အားတိုးလာတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်ရှင် စကိုင်းတိုင်းဘူးတလင်မြို့နယ်ထဲမှာရှိတဲ့နှင်းရှေစစ်ဘေးရှောင်စခန်းတစ်ခုကိုစစ်ကောင်စီတပ်က အော်တိုဘာလာလေးရဲ့နေ့မှာဝင်ရောက်မိရှို့ဖြက်စီသွားလို့စစ်ပေးရှောင်းတွေထမှန်ထွက်ပြေးနေကြရတယ်လို့ဒေသခံတွေစီကသိရပါဗါတယ်။အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာမုံရွာနမခါကနေအော်တိုဘာလာ၃ရက်နေ့မှာစတင်ထွက်လာကြတာဖြစ်က0အနောက်ခြေရွာမှာတညတက်ဆွဲနေခဲ့တာဖြစ်ပြီးခြေရွာနီးမှာရှိတဲ့စစ်ပေးရှောင်းစခန်းကိုဝင်ရောက်စီနေမိရှို့ဖြက်စီသွားခဲ့ကြတာလို့ဆိုပါတယ်။အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာတော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားတာမရှိဘဲအော်တိုဘလာလေးရဲ့ညနေပိုင်း င်မှာတော့မုံရနမခထဲကိုပြန်လည်ဝင်ရောက်သွားတယ်လို့သူကဆက်ပြောပါတယ်။ဇီရောအနောက်ကျွာကနှစ်ရှိစပေးရှောင်းတွေကိုတော့ဘုဒ္ဓလင်မျိုးနယ်လူသားစာနာအဖွဲ့ကပဲလိုအပ်တဲ့စာနာရိက္ခာတွေနဲ့ဈေးဝါတွေထောက်ပံ့ကူညီပေးနေရတယ်လို့လည်းသိရပါတယ်ရှင်။ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆမ်းပါရှင်။